โอเคအားလုံးမင်္ဂလာပါဒီနေ့ကုဒီမှာတော့ကျွန်တော်သုံးနေတဲ့ကျွန်တော်ရဲ့ lighting equipment လေးကိုပြန်ပြီးတော့ sharing လုပ်ပေးမယ်ဆိုတော့ဒီကောင်လေးကအားလုံးနဲ့ပြန်ပြီးတော့သုံးနိုင်လိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ဒါလေးက low budget လေးပဲဆိုတော့ကျွန်တော်သူ့ရဲ့အားသာချက်လေးရင်မပြောသေးခင်ဟိုနေ့ကကျွန်တော်တို့ဒီ MWSC အတွက်ပေါ့နော်ကျွန်တော်တို့ wedding fair အတွက်တပုံလေးသွားရိုက်ဗီဒီယိုလေးနဲ့ reach လေးပါသွားရိုက်အဲ့အချိန်မှာအမတယောက်ကနေပြီးတော့ကျွန်တော်သုံးတဲ့ဒီ lighting stand လေးကိုကြည့်ပြီးတော့သူကြိုက်ခွာတယ်ပေါ့နော်သူ့တော်လည်းဒါအသုံးဝင်တယ်သူ့တော်လည်းအသုံးလို့တယ်ဆိုတော့ဂျာလူတွေအတွက်လည်းအသုံးဝင်မယ်လို့ထင်တော့ ြန်ပြီးတော့ share လုပ်ပေးရပါတော့ဒီကောင်လေးတွေကဘာကောင်းလဲဆိုတော့ကျွန်တော်တို့ indoor မှာအခုလိုမျိုးပြန်ပြီးတော့ video တွေအများကြီးပြန်ပြီးတော့ထုတ်ချင်တယ်ခုနှစ်နှစ်ပြန်ပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်ဒီ sound တဲ့နဲ့ LED light panel လေးပေါ့ဒီကောင်လေးကဘယ်မှာရမလဲဆိုတော့ကျွန်တော်အခုပြထားတဲ့ A ray ဆိုတဲ့ show မှာတွားပြီးတော့ဝယ်လို့ရတယ်။နေရာလည်းလှည့်ရမယ်ဆိုတော့ဒါအားလုံးလည်းရောက်လိမ့်မယ်။ပြီးတော့နောက်တစ်ခုကောင်းတာဘာလဲဆိုတော့သူ့မှာ light ကတစ်မျိုးတည်းမဟုတ်ဘူး။နှစ်မျိုးသုံးမျိုးလောက်ပါတယ်။ပြ။ဆိုတော့ဘာပါလဲဆိုတော့သူ့စီမှာဒီ remove အဖြူလေးပေါ့နော်။အဲ့ဒါတစ်ခုပါတယ်။ဒီကောင်လေးမှာဘာပါလဲဆိုတော့ကျွန်တော်တို့အဖွင့်ပိတ်ပေါ့နော်။อืมပိတ်သွားပြီ။ อืมပြန်ပွင့်လာပြီမီယံပြင်းတယ်ဆိုလို့ရှိရင်ပြန်လျှော့လို့ရတယ်ပြော့အဲပြန်လျှော့ပလိုက်ပြီအဲ့တော့မှကျွန်တော်တို့ကထပ်ပြီးတော့အယောင်လေးပြန်ပြီးတော့ပြောင်းနေတယ်ပေါ့နော်ကျွန်တော်တို့ကလည်းမျိုးပြန်ပြီးတော့ကာလာလေးချိန်နေတယ်ဆိုလို့ရှိရင်တော့အယောင်လေးဒီမှုပြန်ပြီးတော့ပြောင်းလို့ရတယ်ကဲသလားအယောင်ပြောင်းပါရည်သလားနော်ဘယ်သူနဲ့တူလဲထားပါတော့ဆိုတော့ကျွန်တော်တို့ဒီမှာပြန်ပြီးတော့အဝါလေးပဲပြန်ပြီးတော့ထားခြင်းနဲ့ဆိုလည်းရတယ်မှုတ်ပဲနဲ့အဝါဘုံမှဒါအဝါအတောက်လေးပေါ့နော်ဒါတော့တောက်နေတဲ့အဝါလေးကိုပြန်ပြီးထားခြင်းနဲ့ရတယ်အဲ့လိုမှုတ်ပဲနဲ့ဒီဘက်မှာ ပြာနှမ်းနေတဲ့ဟာကိုရဲပြပြလေးပေါ့နော်အဲ့လိုလေးထားခြင်းလည်းရတယ်။ Okay ဆိုတော့ဒါတပုတ်ကြရီတကယ်လိုရတဲ့ဒီနှစ်ယောက်ပဲပေါ့နော်ကျွန်တော်တို့ဝါမလားပြာမလားပေါ့ဆိုတော့ကိုယ့်ပုံမှာအရင်အဲဝါခြင်းနဲ့တင်းကဝမ်တုံသွားခြင်းနဲ့ဆိုလို့ရှိရင်ဒီအဝါလေးနဲ့ကောက်ပြီးတော့နောက်ကပက်လိုက်ပေးလိုက်ရတယ်ဒါမှမဟုတ်ရှင်ရှေ့ကနေပြီးတော့မိတ်လိုက်နဲ့လည်းပြန်ပြီးတော့ပေးလို့ရတယ်ပြည့်သွားတစ်ခုကောင်းတာကြတော့ကျွန်တော်တို့ပလက်ကင်တန်းပြီးတော့ထိုးပြရတယ်တန်းပြီးတော့သုံးယုံမယ်ပေါ့နော်အဲဘက်ထရီပန်ကြတော့မပါဘူးဆိုတော့ကျွန်တော်တို့ AC ပေါ့ Okay ဆိုတော့ကျွန်တော်တစ်ခုနဲ့ပြလိုက်ပြီ Okay โอเคဒီမှာရောက်လာပြီဆိုတော့သူ့ရဲ့နာမည်ကဒီမှာတော့ KZMK လို့ရေးထားတယ်ပေါ့နော်ဒီမှာ power 100 watt ပေါ့အန်ရက်ဝက်ကူမှာဒီမှာ3200နဲ့ပြီး6500ကေဗင်ချောက်ကိုကြီးနိုင်တယ်ပေါ့ဆိုတော့အဓိကတော့သူကပါလဲဆိုတော့ကျွန်တော်တို့ပော့ဘာနဲ့လိုဘတ်ဂျက်အထားလေးပေါ့နော်ဆိုတော့လိုဘတ်ဂျက်ဆိုတော့ဘယ်လောက်လဲပေါ့ပြန်ဖြောက်လိုက်တယ်လိုဘတ်ဂျက်ကဘယ်လောက်လဲသိကြရင်တော့ကျွန်တော်တို့စိုင်အောင်သွားမိရင်တော့ဈေးပြကြသိလိမ့်မယ်ဖောက်ကတော့မပြောင်းလဲဟဲ့ဒါပေမဲ့ ဈေးကအများကြီးမဟုတ်ဘူးကျွန်တော်တို့ light stand ရောဒီအပေါ်ကသူ့ရဲ့ light panel ရောနှစ်ခုပေါင်းမှဒီဒါလေးလည်းပါသေးတယ်အဲ့ဒီအားလုံးပေါင်းမှတသိန်းကျော်လောက်ပဲရှိမှတယ်နှစ်သိန်းတော့မကျော်ဘူးဘယ်လောက်လဲတော့ကျွန်တော်တို့တိကျသိအောင်လို့ကျွန်တော်ခုပြထားတယ် array ဆိုတဲ့ဆိုင်မှာတွားပြီးတော့မေးလို့ရအောင်ဟုတ်ကဲ့ဆိုအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာပြောရတာကတော့အဓိကတော့ဒီ low budget light panel လေးပေါ့နော်ကျွန်တော် 100W နဲ့ကျွန်တော်တို့ရဲ့ video တွေမှာဘယ်လိုမျိုးပြန်ပြီးတော့ lighting ကိုပေးပြီးတော့ပြအောင်လို့လုပ်လို့ရလဲဆိုတော့ yeah ပြန်ပြီးတော့ share လုပ်ပေးတယ် โอเคအဲ့ဒါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုကြမှာပဲတက်တွေ့ရမယ်